လက်နှင့်သူလက်ထောက်ရှိနေတဲ့ဦးသည်ထရူဒိုဤရုံးခမ်းမှတောက်ရှိပြောင်းလဲနေသောတရေစပွဲရှိခုံများတွင် ဝင်ထိုင်လိုက်ကြသည်နယံအားလုံးကိုမှန်များနှင့်ကာယံထား၍နယူးယောက်ဗန်နာ၏ရက်ွက်ရှိမိုးထီးမြင့်တိုက်ကြီးများကိုအတိုင်းသာမြင်နေရသည်ထို့သောခန္ဓာကြီးကျယ်သောမြင်ကွင်းကိုတွေ့နေရတော့လေအခန်းထဲရှိတအူးတလီကားများအရသာခံကြည့်ဖို့ စိတ်မဝင်စားနိုင်ဖြစ်နေကြသည်မစ္စတာချူရိုသည် သူ၏ခရိုမီယန်နှင့်လှုပ်ထားသောစပွဲကြီးနောက်တွင်ထိုင်က ဖုံးပြောနေသည် သူကိုစောင့်နေသော ရှေ့နေများကစိုးရိမ်ထိတ်လန့်နေကြပြီဖြစ်သည်သူတို့အားလုံးမစ္စစ်ပီရှိတရက်ခွင်ကိုကိုယ်တိုင်ကိုကြတက်ရောက်ခဲ့သူများနှင့်ဆက်သွယ်ပြီးမယံမနာပြောဆိုမေးမြန်းခဲ့ကြတော့လေသူတို့သိကျင်သည့်အဖြေမျိုးမရခဲ့သည်ကများနေသည်ကုမ္ပဏီတစ်ထဲက ုံးပြောပြီးသည်နှင့်သူတို့ရှိရာသို့ဟန်ပါပါနှင့်လျှောက်လာပြီးဘာတွေဖြစ်နေတာလဲဟုခက်ဆက်ဆက်မေးလိုက်သည်ပြီးခဲ့တဲ့တနာကြီးလောက်မောင်ရင်တို့ကြွားဆောင်ဆောင်နဲ့အခုတော့ငါတို့အပြတ်အသတ်ကိုရင်းနေသွားပါလားမဖြစ်ကြတာလဲဟုပြောရင်ထိုင်ချလိုက်ပြီး restless ကိုစားတော့ဝါတော့မတက်စိုက်ကြည့်လိုက်သည်ဂျူရီအဆုံးဖြတ်နဲ့သွားတဲ့တရေကအနေရအရန်ရှိတယ်ငါတာမျိုးတွေရေတွက်နိုင်တော့ဘူး ုံခဲ့ပြီးပြီအမြဲတမ်းနိုင်နေကြဒီလုပ်ငန်းနဲ့ပတ်သက်ပြီးကလိန်ကကြစ်လောက်တဲ့နေရာမှာအတော်ဆုံးဆိုတဲ့လူတွေကိုပေးပြီးခိုင်းထားတာလို့ထင်နေခဲ့တာဘာဆိုဘာမှမတွန့်တော့ပဲငွေနဲ့ပေါက်ပြီးအပြော့အကောင်းဆုံးလူတွေကိုငှားသုံးထားတာဟုတ်ပါတယ်ကျွန်တော်တို့ဘက်ကအတော်ကိုအကုန်ကြခံထားတာပါအခုလဲပြေးနေရတော့မှာဒါဆိုအခုဘာဖြစ်သွားရတာလဲဟုတ်ပြောရင်ဇဝဲကိုလဝါးနေရိုက်ပြီးမေးလိုက်တယ် ရက်စလက်ကအလုပ်ပြုံးမှုအရေးကိုစိုးရိမ်စရာမရှိဘူးဆိုက ကျွန်တော်တို့ကုမ္ပဏီက Mrs. P ရှိပွန်တို့မြို့တွင်ပိုးသက်စိတ်ထုတ်သည့်ဆက်ယုံစတည်ခဲ့တာပဲဆိုသည့်အချက်နှင့်စတင်ပြောဆိုတော်မူတာဖြစ်သည် Mrs. P တွင်မြေကောအလုပ်သမားလူခါများဈေးပေါ်ပေါ်နှင့်ရနေ၍ရွေးကြခြင်းဖြစ်သည် နောက်နှစ်ပေါင်း30လုံးလုံးဓာတုဆေးများစွန့်ပစ်ပစ္စည်းတိုင်းလိုတို့ကိုမြေကြီးထဲမြုပ်ခြင်းမြစ်ထဲသို့သွန်ပစ်ခြင်းများ ြုလုပ်နေခဲ့ပြီလဲဖြစ်သည်ဒုက္ကဲတို့လုပ်နေခြင်းသည်ဥပဒေအကြောင်းအရတရားဝင်မှုလဲအလင်းမရှိတဖြည်းဖြည်းနဲ့တောက်သုံးရည်သည်လဲအချင်းပေါက်နေသည့်노ဤအရသာမျိုးဖြစ်လာသည်အစိုးဆုံးကမြို့နေလူများသည်သွေးကင်စာအပါဝင်ကင်စာယောဂမျိုးစုံဆွဲကပ်လာခြင်းဖြစ်သည်ခမားမေးတဲ့ဘာတွေဖြစ်ကုန်လားလဲဖြေကဒါပဲမစ္စတာဘော့စ်မစ္စတာ CEO နဲ့ကုမ္ပဏီတွေကို ။ညများတိုက်တယ်လို့တင်းကျင်နေတဲ့လူကြီးရေဟုစိတ်ထဲကပြောလိုက်သည်။နှုတ်ကတော့ရှင်းနေတွေကတော့အယူခံဝင်ရင်အလားလာကောင်းနေဆိုပြီးအတက်နေကြတယ်။ဟုသာပြောလိုက်သည်။ကြောတာပြောလိုက်ရသည်။သူကိုယ်တိုင်ကအတက်တယ်ရောမရှိလား။အိုးဒါစူပါတယ်နေမယ်။အခုငါကဒီရှင်းနေတွေပြောတာကိုယုံရမှာလား။မင်းဒီလိုလူပြက်တွေဘယ်ကများရှာလာတာလဲ။ ဒီလူတွေအားလုံးအတော်ဆုံးလို့ပြောနိုင်တဲ့လူတွေကြီးပါပဲ boss ငါတို့ဘက်ကအယူခံဝင်ဖို့စိတ်အားတက်ကြွနေကြပြီငါတို့ရဲ့ stock share တွေကလည်းမနေ့ပြန်ကြရင်ပြိုလဲတော့မှာမဟုတ်ဘူးမင်းပြောချင်တာဒါလားကျွန်တော်တို့တနည်းမဟုတ်တနည်းလှည့်ပဲ့ပြောလို့ရပါတယ်ဟု rest left ကပြန်ပြောလိုက်သည်သူနဲ့အတူထိုင်နေသည့်ကြံနှစ်ယောက်ကနယံပေါ်ရှိတိုင်ကက်နာရီကိုမတိမတာလှမ်းကြည့်လိုက်ရင်ဇပွဲကဘသူအရင်ထမလဲဟုစိတ်စောနေကြသည် ထိုအချိန်တွင်မစ္စတာထရူဒို၏ဆယ်ဖုန်များထဲမှတစ်ခုကခေါ်တန်ထွက်လာသည်ဇပွဲပေါ်မှချက်ချင်းဆိုသလိုကောက်ယူလိုက်ပြီး "Hi honey" ဟုပြောလိုက်သည်ပြောရင်းကဇပွဲပေါ်မှထပြီးခလန်းလန်းသို့ထွက်သွားသည်ထိုမျိုးသမီးသည် Mrs. Trudeau ဖြစ်ပြီးတတိယမြောက်ကံကောင်းသားစွာပိုင်ဆိုင်ထားသည့်ငယ်ငယ်ရွယ်ရွယ်ဇနီးလေးဖြစ်သည်အစွဲထက်၍လဲသူမအား Restless အပါအဝင်ကုမ္ပဏီတစ်ခုလုံးကတက်နိုင်သမျှဝေဝေးရှောင်နိုင်ရန်စူးစမ်းနေရသည်။သူမ၏ခင်မွန်းဘက်မှတူတူပြောနေရမှ goodbye ဟုပြောတန်ကြလဲရသည်။ထို့နောက်ရှင်းနေများထိုင်နေသည့်အနီးရှိပဒင်းပေါင်းရှိရာဘက်ရောက်လာပြီးအနီးတဝက်ရှိတလက်လက်တောက်နေသောမျောစင်ကြီးတို့ထိုးထွက်နေသည့်အဆောက်အဦများရှိရာဘက်လမ်းမျောကြည့်နေပြန်သည်။သူသည် နောက်ကိုပြန်လှည့်မကြည့်ပဲ။ဘော်ဘီဂျူရီတွေတန်ချိန်အဖြစ်ပေးရမယ်38တန်းဆိုတဲ့ကနန်းဘယ်ကရလာလဲဆိုတာမင်းသိလား။မသိရသေးဘူး။အေးလေမင်းမသိဘူးဆိုတာငါသိတယ်။ဒီနေ့တည်း6လလုံးလုံးငါတို့ crane company ကတလကိုပြန်ပြ38တန်းအမျက်ရှိတယ်။တစ်နှစ်ကိုငွေတသိန်းထိအောင်မရှာနိုင်နဲ့ပညာမတက်ဘာမတက်ကောင်းတွေကသူတို့ကိုသူတို့ဖျားတကယ်လို့မှတ်နေပြီ။ပတ်စံရှိတဲ့လူတွေစီကယူပြီးစင်းရဲတဲ့လူတွေကိုပေးလိုက်တာပဲ။ ငွေကကျွန်တော်တို့လက်ထဲမှာပဲရှိပါသေးတယ်။ပြားစီတစီထွက်ဖို့တော့တစ်နှစ်လောက်ကြာအောင်မှာ။ဒါကလည်းဖြစ်အောင်မှာ။ Restless ကပြောလိုက်ပြန်သည်။ကောင်းတယ်ဟေ။နောက်နေ့ကျသတင်းသမားမြေခွေးလိုကောင်းတယ်ကိုဒီတိုင်းပဲပြောလိုက်။ဟုတ်ပြီလား။ငါတို့ share လို့ညောင်းနေရောက်သွားလဲအေးမကြည့်ဘူး။ Restless ကပစက်ပိတ်သွားပြီးခုံတွင်ခြေပြက်လက်ပြက်မိကထိုင်လိုက်သည်။ကြံရှိနေနှစ်ယောက်လဲဘာစကားမှမဟာရဲတော့။ မစ္စတာထရူဒိုကအခန်းထဲတွင်ဟန်နှင့်ပန်နှင့်ခောက်တော့ခောက်ပြန်ရှောင်းနေသည်50တန်းနောက်ထပ်အဲ့ဒီမှာဗနမှုကြံနေလဲပေါ့ဗျတယောက်ယောက်ကများ200 300လို့ပြောခဲ့သေးလားကောင်းပြီဒီမနေ့300ဆိုရင်နောက်နေ့မနေ့3000ဖြစ်လာလိမ့်မယ်မစ္စစ်ပီတောင်ပိုင်းကအလုတ်ကျန်းသမားတောသားတွေကရေချီပူလေးတွေပောက်တာနဲ့ကိုဘရိုမိုးကတွေ့ရတယ်နဲ့ချက်ထားတာတွေတောက်လို့ဖြစ်တာပါဆိုပြီးလုံလာကြအောင်မယ် မြို့မှာဥပဒေဝဲရပြီးလူနာတင်ကားနောက်ကိုလိုက်နေရတဲ့ရှေ့နေပြီးတပြုံတမာကြီးဆင်းလာပြီးသူတို့ကိုအမှုအပ်ဖို့ဆွေတရားဟောကြအောင်ကဲဘော်ဘီငါအခုပြောတယ်လို့ဖြစ်မလာပါဘူးလို့မင်းသေးချာပေါက်ပြောနိုင်လားရက်စလက်တွင်အသေးချာတော့ခတ်တင်ထားသည့်ရှစ်နှစ်ကြာကမိမိုတခုကရှိနေပြီဖြစ်သည်ထိုမိမိုသည်စာမျက်နှာတရားခန့်ရှိပြီးဘုံမိုးဆက်ယုံမှဘေးအတွက်အစိတ်ပစ္စည်းများကို တရားမဝင်စွန့်ပစ်ခဲ့သည့်အသေးစိတ်မှတ်တမ်းမှတ်ရာများလည်းဖြစ်သည်ကုမ္ပဏီကထိုလုံရများကိုဖုံးကွယ်ထားနိုင်ရန်အသေးစိတ်စီစဉ်ခဲ့ပုံများပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီကိုလှည့်ဖြားခဲ့ပုံများဒေတာတွင်ပြည်နယ်နှင့်ဖက်ဒရယ်အဆင့်ရှိနိုင်ငံရေးသမားများကိုငွေနှင့်ပေါက်ပြီးအိတ်ကတ်ကျဲထည့်ခဲ့ပုံများစွန့်ပစ်ခဲ့သည့်များကိုဒေါ်လာ30ခန့်အကုန်ခံကလျှို့ဝှက်စွာတန့်စင်ပြည်ရန်အကြံပေးထားချက်များ ထိုအထဲတွင်ဆက်မလုပ်ဖို့ပန်ကြားထားသည်များအဆရှိသည်တို့အစုံအလင်းပါရှိသောမိမှုများဖြစ်သည်အရေးတကြီးအဖြစ်မိမှုထဲတွင်တင်းနှင်းနှင့်တစ်ချိန်ချိန်တွင်တရားရုံးတစ်ခုမှဆူဆူရွာရွာစီရင်ချက်မျိုးထွက်ပေါ်လာနိုင်သည်ဟုခံမှန်းထားခဲ့ခြင်းလည်းပါရှိနေသည်ရက်စလက်အဖို့ကံကောင်းနေ၍လော သူကိုယ်တိုင်ကမျိုးပြစီရင်စီကံများကိုပြောင်ပြောင်တင်းတင်းဤသူရှုလို့သူဖြစ်နေသောကြောင့်လော ထိုမီမိုကိုယခုအချိန်အထိနှိမ့်ဝက်ထားခဲ့သည်မစ္စတာထရူရိုသည်လည်းထိုမီမို၏ကော်ပီကိုပြီးခဲ့သည့်၈နှစ်လောက်ကတည်းကရရှိထားခဲ့ပြီဖြစ်သည်ယခုအခါတွင်တော့ထိုမီမိုကိုသူကတခါဘူးမျှမြင်ခဲ့ဘူးချင်းမရှိဟုငြင်းဆုံနေပြီဖြစ်သည် rest left သည်ထိုမီမိုကိုဖုတ်ဖက်ခါပြီးအဓိကအပိုင်များကိုဖက်ပြဖို့စိတ်ကူးသေးတော်လဲ သူ့အလုပ်ပြုံးပြီးအရေးကြောင်းခေါင်းထဲမှထုတ်ပြစ်လိုက်သည်မစ္စတာထရူရောကစပွဲစီသို့ရှောက်လာပြန်သည်တေးစပွဲကြီးပေါ်လက်နှစ်ဖက်ထောက်ပြီးရက်စလက်ကိုစူးစူးရဲရဲစိုက်ကြည့်လိုက်ရင်းကဒီလိုဘယ်တော့မှ ဖြစ်မလာစေရဘူးလို့ငါချိန်ပြောရတယ်ငါတို့ခက်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 ရှာထားရတဲ့ငွေတွေကိုအိမ်ကိုကားရဲ့နောက်မှာချိန်ပြီးခြေတလုံးအိမ်တိုင်းနေနေတဲ့လေသမားလူစင်းရဲတွေတပြားတစ်ချမ်းမှမရစေရဘူးကွာ ထိုစကားကြောင့်ရှင့်နေသုံးယောက်စလုံးသူ့ကိုမျက်လုံးပြူမျက်ဆံပြူကြည့်လိုက်ကြသည်တထေးပါဇက်ကမီးတွေများပန်းထွက်လာနေသလားဟုပင်ထင်လိုက်ရသည်ငါဒေဝါလီခံသွားရလို့ပဲဖြစ်ဖြစ်ကုမ္ပဏီကို15ပိုင်းလောက်ပိုင်းခံရပါစေဦးကရိန်ပတ်စံတရားတစ်ချက်ကိုမှဒီလိုပညာမတက်ဘာမတက်ကောင်းဘူးထိလို့မရအောင်လုပ်ပြမယ်လို့တည်သွားတဲ့ငါအမေကိုတိုင်တယ်ပြီးပြောရဲတယ်ထို့သောဂရိရဲရဲကြီးပေးပြီးနောက် ရုံငန်းအတွင်ခင်းထားသောပါရှားပေါ်စောကြီးအပေါ်ဖျက်လျှောက်ပြီးတကားဝတွင်ချိန်ထားသောဂျက်ကတ်ကိုဆွဲယူကာရုံငန်းထဲမှထွက်သွားတော်သည်